စနစ်ပေါ့73နှစ်ရောက်ပေါ့နော်အဲရုံတိုင်းဟိုဘာပြောရုံတိုင်းလေးစင်ပေါ့နော်အဲအမှစကစားတယ်စကစားဟုတ်တယ်လူရွေးတယ်ပေါ့နော်လူရွေးတဲ့အချိန်မှာ2019မှာအဲ15နှစ်ရောက်လေးစင်ပမာဏချင်းပါပြီးတော့ပဲအဲလေးစင်စဖြစ်ခဲ့တာ2019မှာကလေးကစူးစားတယ်စူးစားရဲဆိုတာလေ ကျူးစားရဆိုရလေ line နဲ့အနေနဲ့ပဲကစားခြင်းတဲ့အတွက်ကျူးစားခဲ့တာကျူးစားခဲ့တော့ပူပြီးခက်ခဲတယ်ပေါ့နော်အဲကိုယ်နဲ့ကစားနေတဲ့10ယောက်ကကျတော့ senior ဖြစ်ပြီးတော့ကိုကအဲ့တရားဦးထင်မှာကိုက7ယောက်မြောက်မှာကိုကစပြီးတော့ပေါ့နော် junior ဖြစ်တဲ့အတွက်အဲအမားနဲ့အောင်လို့စိုးရိမ်နေအဲ့လိုအခက်ခဲရတော့ဖြစ်တယ်အဲကိုကနောက်တန်းလိုပဲခံလိုက်တာပေါ့အဲ့လိုပဲဘာလို့လဲဆိုအပြေးမြန်တာလေးပါတယ်တော်တော်လန်းနေပေါ့နော်မြင်းလိုက်ကစားနေတဲ့အကြောင်းမလို့အဲကစားဖြစ်သွားတာ U15 နဲ့တက်ပြီးတော့ကြတော့ အဲစကားစားရင်းနဲ့မှာပဲတတိယဆုရခဲ့တယ်။ဩဟုတ်ကဲ့။အဲ့ဒါတော့အမှတ်တရရှိပါတယ်ဆိုတော့စူးစိတ်ကိုရရှိခဲ့ရပေါ့။ဟုတ် The Sport Corner ကိုကြည့်ရှုနေကြတဲ့အားသာဝါနာရှင်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ဒီတစ်ပတ်ရဲ့ Women's Fight Season မှာဆိုလို့ရှိရင်တော့ဒါလီကနောက်ထပ်ကစားသမားတဦးနဲ့ပရိသတ်တွေကိုထပ်ပြီးတော့ထိတွေ့ပေးသွားမှာဖြစ်ပါတယ်။သူကတော့လက်ရှိမှာမြန်မာလက်ရွေးစင်အမျိုးသမီးတင်းမာလည်းကစားနေသလိုအဲတစ်ဖက်ကသစ္စာအမန်တင်းမာလည်းဒါ Left Back နေရာမှာကစားနေရဲ့မေတ္တာမှုမြင့်နဲ့ထိတွေ့ပေးသွားမှာဖြစ်ပါရှင်။မြန်မာလေးမင်္ဂလာပါ။ဟုတ်မင်္ဂလာပါမ။ဟုတ်ကဲ့ပါဆိုတော့ မတို့စားလိုက်ကြအောင်ထုံးစံတိုင်းပဲပေါ့ဒီကစားသမားဘွားဘလို့စလာလေညီမလေးရဲ့ကစားသမားဘွားအကြောင်းလေးစဒါပေမဲ့မတို့သိထားတာကညီမလေးကဒီကစားသမားဘွားကိုစတာကအဖေကြောင့်ဆိုပြီးတော့အမကတော့ဒီလေးလာမိတလို့သိရတယ်ပေါ့နော်ဆိုတော့တချို့တော်တော်များများတော့ဘလုံးပွဲကြီးရင်းနဲ့ဝါသနာပါလာတာတွေငငယ်တွေကလည်းကိုဒီဘလုံးကိုထိတွေ့ရလို့ပေါ့ဒါပေမဲ့ညီမလေးကထူးထူးခြားခြားအဖေရဲ့အဲ push ပေါ့နော်အပေးမှုကြောင့်ဒါညီမလေးကစပြီးတော့ဘလုံးတော့ကရဝင်လာဆိုတော့ဒီအကြောင်းလေးပြောပြပေးပါ အဖေကအဖေကြောင့်ပေါ့နော်အဖေကအရင်တော့ကဘောလုံးကစားခဲ့တဲ့လူတယောက်ပေါ့ဘောလုံးချစ်တဲ့လူတယောက်ဖြစ်တဲ့အတွက်သူကအဲကလေးကလေးအရွယ်မှာပေါ့နော်သူကလူရှောက်ပြီးတော့လမ်းမအောင်မရအောင်လို့အဲကျောင်းတက်နေနေပဲဒီဟိုပေါ့ဆရာတယောက်ပေါ့နော်အလိုယောက်ျားလေးအသေးငယ်ငယ်လေးရှိရဲ့အသင်းဒီမှာအဲဝင်ကစားစီခဲ့တာပေါ့နော်မောင်လေးကအရင်ကစားတာမောင်လေးကစားရတာကိုလိုက်သွားတယ်ကိုကလည်းလိုက်သွားတော့အဖေကလည်းပေါ့ ဟိုလိုက်နေကြဆိုတော့ဘောနေဘာမှမလုပ်တော့လေကျမရေးရပေါ့နင်ပြေးကြည့်ပေါ့အဲအဲ့လိုလေးလောက်ရင်းနဲ့မှအဲတပြေးနဲ့ပေါ့ပြေးကြည့်တယ်အဲဝင်ကန်ပေါ့ပြေးအင်းပြေးပြီးတယ်ပြေးပြီးသွားမှဝင်ကန်တယ်အကန်နဲ့ပဲကစားပြစ်တာပါအဖေကြောင့်မလို့ဟုတ်အဓိကအဖေကဒီကစားစိတ်ကျင်နေပေါ့ဆိုတော့မွေးချင်းဘယ်နှယောက်ရှိလဲညီမလေးနှစ်ယောက်တည်းပဲရှိတာမောင်လေးနဲ့အော်မောင်လေးနဲ့ညီမလေးဆိုတော့ညီမလေးအဖေရောဒါဘလုံးသမားဟောင်းမယ်လား ဟုတ်ဘောလုံးမအဖေကရင်တော့မြေထားကလပ်မှာကစားခဲ့ဦးတယ်ဟုတ်မိတ်ဆက်ပေးလို့ရလားပြိသက်တွေဟုတ်အဖေကဘသူဘယ်မှာကစားခဲ့ပူရဲ့သူဆိုတာအဲအဖေကတော့ဦးစိုးမြင့်မှာအဖေနမကတော့သူကရင်တော့မြေထားကလပ်တင်းမှာကစားကစားခဲ့ပူတဲ့ကစားသမားဟောင်းတယောက်ပါ ဟုတ်ကဲ့ပါဆိုတော့ညီမလေးကတော့ဒီဘောလုံးလောကရဲ့ဝင်လာတာအဖေရဲ့ဒါအားပေးမှုကြောင့်စပြီးတော့ဝင်လာတာပေါ့နော်ဆိုတော့ကိုကိုတိုင်းကရောဒါလူတွေမှာရှိရပေါ့အာမိဘအလောက်ခိုင်းနိုင်တယ်ကိုကဝါသနာပါအောင်မလေးနော်ဆိုတော့ညီမလေးကရောဆက်ဆက်ချင်းအဖေကဟဲ့သွားမောင်လေးနဲ့သွားကစားလို့ပြောတဲ့ချိန်တုန်းကရောကစားချင်တဲ့ဆန္ဒရောရှိရလားမောင်လေးနဲ့လည်းအသက်မကွာဘူးနှစ်နှစ်ပဲကွာဆိုတော့လေ तू လောက်တယ်ကိုစိတ်ကကြာလို့မင်းကြီးလေးလည်းမဆန်တော့လေ तू ကန်တယ် ငါလက်ကန်နိုင်နေအဲ့လိုမျိုးပြန်ရင်းနေပဲဖြစ်သွားတကယ်သူနဲ့ပြန်ရင်းလားအော်သူနဲ့ပြန်ရင်းနေသူနဲ့ပြန်ရင်းနေအဲ့မှာပိုးဝင်သွားဟုတ်တယ်ဟုတ်တယ်အော်ဟုတ်ကဲ့ပါဆရာညီမနေရာဇာတိဖေးရလေဇာတိမန္လီတိုင်းအဲမြင့်ငင်မြို့ပါပါအော်ဆိုတော့မန္တလေးပဲပေါ့ဆိုတော့ဟုတ်ပါပြီဆိုတော့ညီမလေးနေနေရောဒါအဖေရဲ့အဲအာဘိမူကြောင့်စပြီးတော့ဘောလုံးကစားရဲဆိုတော့ညီမလေးဒီအဲတကယ်တမ်းကိုထဲထဲဝဝနဲ့အဲ့လိုတိုင်းရင်းပြည်နယ်ပွဲတွေအဲပြီးတော့ရက်ွက်မှာကစားရတာတွေကရောဘယ်အသက်အရွယ်မှာစစပြီးတော့ကစားဖြစ်ခဲ့လဲပေါ့ အဲ6တန်းနေမှာဘောလုံးဘောလုံးစကစားပြီးဘောလုံးခွင်းထဲမှာပေါ့နော်။ယောက်ျားလေးနေကစားနေပြီးအဲခွေးယူလေးလည်းကစားနေရယ်ပြီးတော့လေးဘီကိုပေါ့နော်။အဲဆရာဆရာကြီးဦးတင်ဝင်းနဲ့အတင်းမှာပဲ။အဲတူတူပေါ့နော်ဝင်ပြီးတော့ပလေးပွဲတွေမှာဖျားပွဲတွေမှာလို့ပေါ့။အဲကန်နေယောက်ျားလေးနေ။ဟော6တန်းနေမှာစပြီ။ဟုတ်ဟုတ်အမနာတူစိတ်ဝင်စားတာအဲ left back ကစားတာပေါ့နော်ဆိုညီမလေးရဲ့တကယ်အဲစိတ်ရဲမှန်ကစားစီ ကစားချင်တာပေါ့နော်။များသောအဖြစ်ကအမကဘောလုံးကစားခိုင်းဆိုတော့အမ striker ပဲလှုပ်ချင်။ကိုယ်လည်းမဖမ်းချင်ဘူးခံစက်လည်းမစားချင်ဘူးကွင်းလည်းမစားချင်ဘူး striker ပဲစားချင်ဆိုတော့ညီမလေးရဲ့အိမ်မက်ကရောစပြီးတော့ကစားမရရဒီ left back ကိုကစားမယ်ဆိုပြီးဖြစ်လာရလားဒါမှမဟုတ်စကစားရဲ့ position ကဘယ် position ဖြစ်မလဲစကစားတာအဲ့ position ကြီးမစားရတာပဲနောက်တန်းညာဘက် side back မှာစောခဲ့တာစကစားရဲ့ position ကကြာ right back အရင်ဆိုတာဩဆိုတော့ left back မဟုတ်ဘောအခုကစားနေ position မဟုတ်ညာဘက်မှာဆိုတော့အဲဆိုဒီကိစ္စနည်းနည်းရောနဲ့နယ်ပါတယ်ဆိုတော့ဆက်ပြီးတော့မေးရမှာပေါ့နော်ဆိုတော့ဟုတ်ကဲ့ဆိုတော့စားစားတဲ့အချိန်မှာညီမလေးဒီတိုင်းနဲ့ပြည်နယ်ပွဲကြီးခုနကပြောသူမျိုးအာဘယ်လိုမျိုးနယ်ပွဲကြီးပေါ့နော်ဆိုတော့စားစားတဲ့အချိန်မှာဘာခက်ခဲစားပြက်လဲอืมခက်ခဲစားပြက်တာကြတော့ခဏတိုင်းက OG တွင်းမြင်ပြီးဟုတ်တယ်အဲတခုခုပေါ့ကိုကတော့ ကိုစိတ်ကိုတော့စိတ်နေပဲကစားတာပေါ့နော်ကစားပြီးဖြတ်ထုတ်လိုက်တိုင်းပေါ့နော်အဲ့လိုကိုကိုသွင်းမိပြီအဲ့ငင်းငယ်တော့ဟုတ်ပြီဩဒါအမှန်တရားပေါ့ဆိုတော့ဟုတ်ပြီအဲ့ဆိုရင်တကယ်တိုင်းနေပြည်နယ်ပွဲတွေစကစားတာရော တကယ်တကယ် professional အနေနဲ့ပေါ့ပြိုင်ပွဲတွေပေါ့ဆိုတော့အဲ့ခေတ်တုန်းကဒါညီမလေးတို့ခေတ်ကကြတော့နည်းနည်းအဲပြောမှဆိုရင်အခုခင်းနေရှင်မှဆိုရင်နည်းနည်းလူတွေလက်ခံလာရခေတ်ဖြစ်လာပြီပေါ့နော်ဆိုတော့အမတို့အခေတ်တုန်းကကြတော့ဒီအမျိုးသမီးဘောလုံးကစားရင်တိတ်ပြီးတော့မိဘတွေ supporting မပေးဘူးပေါ့ဆိုတော့အဖေကတော့တေချာပေါ့100% supporting ပေးပေးမယ်အမေရော အဲအမေကတော့မရှိတော့ဘူး။အော်အမေမရှိတော့အဖေနဲ့ပဲနေရဆိုတော့အော်အဖေနဲ့ပဲကြီးပြန်လာဆိုတော့အဖေနဲ့တူတူအော်တကယ်လည်းပျော်ဖို့ကောင်းပါပေါ့နော်ဆိုတော့ဟုတ်ကဲ့ဒါဆိုလို့ရှိရင်ညီမလေးအနေနဲ့အဒီစပြီးတော့တိုင်းနဲ့ပြည်နယ်ပွဲကစားပြီးတေးကြရရန်ကုန်ကိုဒါလူရွေးချယ်ပွဲတွေပါပြီးသွားမှာပဲဒီလိုအဆင်ဆင်မဲ့သွားရဆိုတော့ညီမလေးအဲ့လိုဒီရန်ကုန်ရောက်လာတဲ့အချိန်ကဘယ်ချိန်လောက်စဖြစ် ရန်ကုန်ရောက်လာတာ2015ဆေးလာပိုင်းကပေါ့နော်အဲအဲ့ယောက်ျားလေးတင်မှာကစားနေနေပဲအရင်တော့မြန်မာလေရင်ဟောင်းအဲဆရာဦးခင်မောင်လေးရပါပေါ့နော်ဟုတ်တော်မန်းလေးကနေလာတာလာပြီးတော့တမီးတွေ့ရပါပေါ့နော်တွေ့တော့တမီးလည်းဖြစ်နိုင်နေပေါ့သူအမြဲပုံနေရိုက်တယ်ခုထိလည်းသူအမြဲတမ်းဝင်ပုံနေအမြဲသူ update တင်ပေးနေရသူရမ်းဖြစ်စေခြင်းနဲ့အဲတမီးလေးပေါ့နော်ဒီလိုလေးလက်ဦးဆရာလားလက်ဦးဆရာရေလို့မဟုတ်ဘူးဒါပေမဲ့သူက ဖြစ်စေခြင်းလို့ပေါ့နော်ဒီရန်ကုန်ကိုအထက်ကတည်းလမ်းမလို့ကြောင်းသူကပို့ပြီးခဲ့တာသူကိုယ်တိုင်လိုက်ပြီးတော့အပ်ပေးတယ်သူကိုယ်ကလည်းမဖြတ်ပေးတယ်သူကိုယ်တိုင်လုပ်ပြီးခဲ့တာဟုတ်ဩဆိုတော့ဒါလမ်းမလို့ကြောင်းမှာကြောင်းတက်ရင်းနဲ့အာစပြီးတော့ဒီရန်ကုန်ရောက်လာတယ်ဆိုတော့ဆိုတော့ရန်ကုန်ရောက်တဲ့ချိန်မှာညီမလေးဘယ်လိုဘယ်မှာစပြီးတော့အဲ့လိုမျိုးဒီဘောလုံးနဲ့ပတ်သက်ပြီးတော့စထိတွေ့ရတယ်6တန်းနှစ်ဝက်မှာရောက်ခဲ့တာရန်ကုန်ဟုတ်ကဲ့ဟုတ်6တန်းနှစ်ဝက်မှာရောက်ပြီးတော့အဲចောင်းတက်တယ်ចောင်းနေလေ ပြီးရနဲ့အိတ်တယ်အိတ်ပြီးရနဲ့ပေါ့အဲဘောလုံးစကစားနေပြီပေါ့နော်ဆောင်းမီတူထုံးနေပဲအဲအထက်ကတည်းလမ်းမလို့ကြောင်းပါပဲဟုတ်အော်စကစားရဆိုတော့ဒီစပြီးရကစားတဲ့အချိန်မှာညီမလေးရန်ကုန်ကနေဒီအဲ sorry မန္တလေးကနေရန်ကုန်ရောက်လာတဲ့အချိန်မှာဘာအခက်အခဲဖြစ်လဲဘယ်သူတွေပါလာသေးလဲဒီကိုမောင်လေးတို့ပါတော့မပါလားတယောက်တည်းပဲอืมဟုတ်တယ်တယောက်တည်းပဲနေရင်းနေပဲကြောင်းတက်ရင်းနေပဲကိုကကိုရုံးကန်နေရတာပေါ့ခက်ခဲလားအိမ်ကိုလွမ်းလားအဖေကိုလွမ်းလားခက်ခဲရေအဲ့6တန်းတစ်နှစ်ပတ်လုံး ငိုနေရ။ဩငိုနေရဆိုတော့ဟုတ်ဆိုအဲ့စပြောင်းတဲ့ခါလာမှာတော့ဒါလူတိုင်းကတော့ခက်ခဲကြရပါတော့เนาะဆိုတော့ညီမလေးတကယ်တမ်းဘောလုံးကိုစိတ်နှင့်ပြီးတော့အဲတကယ်လူရွေးပွဲကြီးစားမယ်ပြန်ပွဲကြီးစားမယ်ဆိုတာရောဘယ်ချိန်မှစဖြစ်တာ။ Ừm နာဟုတ်တယ်ဟောဒီ6တန်းပြီးတော့9တန်းမှာဟုတ်ကဲ့အဲ7နှစ်ပေါ့7နှစ်ရောက်ပေါ့เนาะအဲရောင်တိုင်းဟိုဘာပြောရောင်တိုင်းလေးစင်ပေါ့เนาะအဲအမှစကစားတယ် စာကစားဟုတ်တယ်လူရွေးတယ်ပေါ့နော်လူရွေးတဲ့အချိန်မှာ2019မှာအဲ15နှစ်ရောက်လေးစဉ်ပမာဏချင်းပါပြီးတော့ပဲအဲလေးစဉ်စာဖြည့်ခဲ့တာ2019မှာကလေးอ่ะဩအဲ့ဆိုညီမလေးကတော့ U15 နဲ့စာတာပေါ့ဆိုတော့စာရောက်ဖို့ဒီလူရွေးချယ်တဲ့ခါမှာတော့ညီမလေးသွားရှင်ပြိုင်တဲ့ခါမှာအဲဘလို့အခက်အခဲတွေတွေ့လဲပြီးတော့ဘယ်လောက်ထိခက်ခဲခဲ့လဲစာစာချင်းပါတော့တော့ကိုကအရင်အရင်ကကောင်းတဲ့လူတယောက်လည်းမဟုတ်သေးဘူးပထမဆုံးစာပါတဲ့အတွက်ကြောင့်မလို့ကြိုးစားတယ် ကြိုးစားရဆိုရလဲကြိုးစားရဆိုရလဲ line နဲ့အနေနဲ့ပဲကစားခြင်းတဲ့အတွက်ကြိုးစားခဲ့တာကြိုးစားခဲ့တော့ပူပြီးခက်ခဲတယ်ပေါ့နော်အဲကိုယ်နဲ့ကစားနေတဲ့10ယောက်ကကျတော့ senior ဖြစ်ပြီးတော့ကိုကအဲ့တရားဦးထင်မှာကိုက17ယောက်မြောက်မှာကိုကစပြီးတော့ပေါ့နော် junior ဖြစ်တဲ့အတွက်အမားနဲ့အောင်လို့စိုးရိမ်နေအဲ့လိုအခက်အခဲတွေတော့ဖြစ်တယ်အဲ့တော့ဘယ်သူတွေနဲ့ကစားခဲ့ရ U15 မှာအဲ့တုန်းကအခုတော့တိတ်မရှိကြတော့ပါဘူးအဲ့ဒီကနားဝဘလုံးလောက်ကတည်းကပျောက်သွားပြီလေရှိရဲ့ ဒါပြည်သက်တွေနဲ့ရင်းနှီးပြီးသားသူဆိုရင်ဘယ်သူတွေရှိလဲအဲသူတွေကစားရဆိုလို့ရင်ခုဆိုတော့လင်းမြေမှုရှိမယ်။ဟောလင်းမြေမှုရှိရဲ့ဆိုတော့အမနောက်ဆက်စိတ်ဝင်စားတာအမခုနကပြောဘာလို့နောက်တန်းကိုရွေးကစားနောက်တန်းကိုအဲ့ခုနကပြောခဲ့တဲ့အတိုင်းပဲပေါ့နော်ဟုတ်အဲ့ကနေစပြီးတော့ပဲကွာအဲကိုကနောက်တန်းလိုပဲခံလိုက်တာပေါ့အဲ့လိုပဲဘာလို့လဲဆိုအပြေးမြန်တာလေးပါတယ်တော်တော်လန့်နေပေါ့နော်မြင်းလိုက်ကစားနေတဲ့အကြောင်းမလို့အဲ ကစားပြစ်သွားတာ။အော်ဆရာကိုကဒါကြီးကိုဒီဇိုင်းမမတ်နဲ့ထားကစားကျင်တော့ပါရတော့မဟုတ်ကိုနဲ့တင့်တော်လို့ရွှေလိုက်တဲ့ပုံစံမျိုးဖြစ်သွားတာပေါ့။အင်းဟုတ်တယ်ဟုတ်တယ်။အဲ့လိုပဲဆိုအောင်ပါပေါ့နော်။ဆရာဟုတ်ကဲ့ဆရာညီမလေးဒီ U15 မှာတကယ်စပြီးတော့ကစားရတဲ့ချိန်မှာရောဒီပွဲတွေစပြီးတော့ရှင်ပြိုင်ကစားရမှာပေါ့နော်။ဆရာအဲပြိုင်ပွဲအတွေ့အကြုံနည်းနဲ့ရောဘာရှိခဲ့လဲ။အမှတ်တရပေါ့။อืม UV UV ทีมเนี่ยตัดပြီးတော့ကြာတော့အစကစားရင်းနဲ့မှာပဲတတိယဆူရခဲ့တယ်။ဟုတ်ဟုတ်ကဲ့ အဲ့ဒါတော့အမှတ်တရရှိပါတယ်ဆိုတော့စူးတစိတ်ကိုရရှိခဲ့ရပေါ့ဟုတ်အော်ဟုတ်ကဲ့ so you 15 be now မှာညီမလေးနောက်ထပ်တစ်ဆင့် bell level ဆက်သွားအဲ16နှစ်ကိုဆက်သွားခဲ့ဟုတ် you 16နဲ့ဆက်သွား you 16ဆိုတော့အမှတော့ဝင်းဝင်းတို့နဲ့တူတူပဲပေါ့ ဟုတ်တယ်ဝင်းဝင်းနဲ့စတွေ့ပြီရဲ့။အော်အမစတွေ့ရအောင်။ဆရာဆိုရင်ညီမတွေကဝင်းဝင်းထက်အရင်ဆောပြီးရန်ကုန်ရောက်လာတဲ့သူပေါ့။ဟုတ်တယ်ဟုတ်တယ်။ဟုတ်ကဲ့ပါ Sir you see မှာစပြီးရဝင်းဝင်းနဲ့တွေ့ရဆိုတော့ဒါဝင်းဝင်းတို့နဲ့စပြီးနိုင်ငံခြားသွားတဲ့ပွဲစဉ်ဒီမှာညီမတွေလည်းပါခဲ့ပြီပေါ့။ဆရာညီမတွေစပြီးရဒီလက်ရွေးစင်ရောက်တာနဲ့တန်းပြီးရ line နဲ့ပွင့်လာ။ဟုတ်ဝင်နေလေးစင်ဆိုအခုအဲ U အခုလက်ရှိပြောမှာညီမလေးအဲ U15 မှာပဲဖြစ်ဖြစ်အခု U16 မှာပဲဖြစ်ဖြစ်စပြီးတော့လူရွေးခံအချိန်မှာအများကြီး line up ဖြစ်ဖြစ်ခဲ့လားအများကြီး line up ဖြစ်ခဲ့ရအပါကြောင့်လို့ထင် အရန်စူးစားတယ်စူးစားခဲ့ဟုတ်ဆိုဘလောက်ခက်ခဲလဲဒီလို line up ဖြစ်ဖို့အတွက်ညီမလေးလူတယောက် ကကိုယ့်ရဲ့ကံဒင်ကပေါ့နော်ကိုယ့်ရဲ့ကံညာဝိရိယဆိုရတဲ့အမြဲပေါင်းစပ်နေဆိုညီမလေးကိုကိုယ်တိုင်ရောဘလောက်ထိဒီအဲအာဂဇာနီပေါ့စိတ်နှစ်ထားလဲအဲအာဂဇာနီကအဖေကဘောလုံးကစားနာတော့မြင်ပျော်နေတဲ့လူမျိုးဆိုတော့လေအဲဒီပွဲကိုသူကြည့်တယ်ဆိုလို့ရှိရင်တော့ဝင်ကစားနေမှကြိုက်တာအားကြောင့်မလို့သူပြောအောင်လို့ ကြိုးစားတယ်လို့ဝင်ကစားနိုင်အောင်လို့ပေါ့။ဩဒါမိဘကဟုတ်တယ်မိဘတွေကနော်ကို့တာသမီ line up ကစားနေရရင်ပွဲထဲမှာကို့တာသမီကန်နေရတာဖြစ်ဖြစ်အဲဖမ်းနေရတာဖြစ်ဖြစ်မြင်းနေရင်ကိုဒီ feeling ကအရန်သဘောကျတယ်ဆိုတော့အဖေကြောင့်ပဲပေါ့အရာရာအဖေကြောင့်အဲ့ဆိုဖေးအဖေသမီးလေးပဲနေကြရတယ်။တရားရဂိုင်းတော့ဖေးသမီးလေးပဲ။ဆိုတော့ဟုတ်ကဲ့ပါဆိုတော့ USC စရောက်ပြီဆိုတော့ညီမလေးနိုင်ငံတကာပွဲကြီးနဲ့စပြီးထိတွေ့ရပြီ ဆိုတော့တိုင်းရင်းပြည်နယ်ပွဲနဲ့ဒီနိုင်ငံတကာတွေ့ရပွဲတွေကတေချာပေါက်လုံးဝမတူညီဘူးလေနော်ဆိုတော့နိုင်ငံသားဆက်သွားရတဲ့အတွေ့အကြုံအောင်ပြန်ပြီး sharing လုပ်ပေးပါဆက်သွားတော့လာပျော်တယ်ပျော်တယ်ပေါ့နော်တကယ်ချင်းနဲ့တူတူသွားရတာဟုတ်ကဲ့အဲခီးတွေထွက်ရတယ်ပျော်ပွဲလေကိုပေါ့နော်ကန်ရင်နဲ့ဘလုံးလေးလက်ကန်နေရတယ်ဆိုတော့အဲဘာပဲပြောပေါ့နော်တိုင်းတာတစ်ခုကြီးအရင်ပျော်ခဲ့တယ်ဟုတ်ကဲ့ ကျတော့အဲ့မှာတော့အခက်ခဲပြန်ပွဲဖြစ်လာပြီဆိုတော့ခုနအမားတို့ဒီအရှိမအဲတပိုင်းဝင်းဝင်းနဲ့ view ခဲ့သေးတာဆိုတော့အဲ့တော့မှာရောဝင်းဝင်းမှလည်းအမှတ်တရရှိခဲ့သူညီမလေးရဲ့ဒီနိုင်ငံတကာပွဲစတွေ့ရဲ့အချိန်မှာရောအမှတ်တရရှိခဲ့ဘူးလားအုံကိုရောပြန်ပြီးသွင်းသေးလားမသွင်းတော့မလောက်တော့ဘူးခုထိမလောက်တော့မလောက်တော့တခါပဲမားတော့မယ်တခါပဲမားမယ်အခုမမားတော့ဆိုအဲ့တော့ဗာဘယ်သိန်းနေနဲ့တွေ့ခဲ့တော့ငါဘယ်လိုအမှတ်တရရရှိခဲ့လဲအင်းအဲ့တော့ကြာတော့အဲ ဖိလစ်ပင်းတို့ဘာလို့อ่ะအဲ့တုန်းကတကယ်ကောင်းတဲ့အတင်းကောင်းတဲ့ချိန်နော်ဟုတ်တယ်ဟုတ်တယ်အဲ့ကြောင့်မလို့ခက်ခဲတယ်ဗောနော်ပြီးတော့လာဝရီဘာရဲလည်းကောင်းတယ်ကောင်းတယ်ဟုတ်တယ်ဝိုင်းမှာသာကြာပါတာဝါကြာပါဟုတ်တယ်ဟုတ်တယ်အဲ့ကြောင့် ဟိုအဲ့တော့ဆိုလို့ BNN BNN တို့ထိုင်းတော်မကွာတိတ်မကတ်နိုင်ဘူးအဲ့ဒီတော့ကွာ level ကစားနေရတယ်ဆိုတော့ဟုတ်တယ်ဟုတ်တယ်ဟုတ်အဲ့အရာခက်ခဲခဲ့ပါတယ်ဟုတ်ဟုတ်တယ်ဆိုတော့အခုလည်းဒါလည်းရွေးစင်မှာစားနေဆိုတော့အမတစ်ဆက်သေးပဲဆိုင်းတော့ဆိုင်းပေမဲ့တခါဟမိလိုက်ချင်တယ်အမတို့ဒီအရင်လွန်ခဲ့တဲ့အဲပြောမှဆိုဒါ maybe 2018ဖြစ်မှာပေါ့နော်ဆိုတော့2018လောက်လောက်တုန်းကဒီမြန်မာမျိုးသမီးတွေနေနေအဓိကဒီညီမလေးပြောခဲ့တဲ့လာအိုရိုဗိုင်းရပ်စ်ဆိုတာတကယ်တမ်းအဲပြန်ရခက်တဲ့ခက်ခဲတဲ့ပြန်ဖက်ဖြစ်ခဲ့ရပေါ့နော်ဆိုတော့အခုနောက်ပိုင်းမှာတော့အမတို့အဲ အမျိုးသမီးတင်းနေနဲ့လာအိုမပြောနဲ့ထိုင်းကိုရအောင်အမတို့ရှင်းစားနိုင်လာပြီအဓိကတော့ပြောမစို့ VNL လို့အတင်းလောက်ပဲအမတို့ခေါင်းထဲထည့်ရတော့မယ်နေသားတိဖြစ်လာတာဘာကြောင့်လို့ထင်အကောင်ကစိတ်သက်ဒီကောင်းလာပြီးတော့နိုင်ငံနဲ့စိတ်ဒီများလာလို့လို့ထင်ပါတယ်ဟုတ် โอเคဒါဆိုလို့ရှိရင်အမထပ်ပြီးတော့မေးချင်တာမြမလေးပွားမှာရောဒီစပြီးတော့ main ကလေးတယောက်ဖြစ်တဲ့အတွက်ကြောင့်အားကစားနည်းကိုရွေးချယ်တဲ့အခါမှာအခုမြမလေးကိုကြည့်လို့ရှိရင်ဒါအမတို့မှတ်မှတ်ရရအမတို့အဲဒီအမျိုးသမီးတင်းထဲမှာဆိုအမဆိုအရန်ငင်းငယ်သဘောကြမတ်တန်တန်ထွေးပေါ့ဘာသဘောကြလဲဆိုတော့အမျိုးသမီးတင်းမှာအဲ့လို main ကလေးပုံစံပေါ့နော်အဓိကပြောချင်တာကတော့သပင်းရှည်လေးနဲ့အဲဒီလားမမတန်တန်ထွေးဆိုဘကွက်လေးနဲ့ကွာဒီလားမမမရရငငယ်ရောဆိုလို့ရှိရင်အမြဲတမ်းသူ့ကိုသဘောကြရယ်ကွာဆိုတော့ဒီလိုပဲညီမလေးလည်းဒီလို main ကလေးပုံစံလေး တွေ့ရတွေ့ရခဲပေါ့နော်မာဆိုဒီလိုမျိုးဆိုတော့ညီမလေးကရောဘာလို့ဒီလိုပုံစံလေးဖြစ်နေရလဲပေါ့ငါကိုရညီမလေးပြောရယောက်ျားလေးလို့ပဲငငယ်ရောဒါပေမဲ့ fake ကအရာပုံညကြတော့ညီမလေးကမိန်းကလေးရဲ့အသွင်ပြင်လက္ခဏာအဲ့လိုပုံစံလေးကိုတွေ့ရတယ်ပေါ့စိတ်ကတော့စိုးစိုးဆက်ဆက်အဲဟုတ်တယ်အရင်မြန်နေပေါ့နော်လှုပ်ချင်ကြနေတဲ့လူဆိုတော့ ုံစံကတော့ငငယ်လေးတည်းလို့မင်းကလေးပဲပေါ့နော်ဒီစပင်ပုံစံနဲ့ပဲဒီတိုင်းလေးပါပဲအော်ငငယ်ကလည်းစပင်ရှေ့လေးနဲ့ပဲကန်ခဲ့ရပါဘူးဒီတိုင်းကုတ်ခွေးနဲ့ပဲဒီလောက်ပဲအော်ဟုတ်ကဲ့ဆိုတော့ဟုတ်ပြီအမအမထပ်ပြီးတော့မေးအသိချင်သွားတာပေါ့နော်ဆိုတော့အမတို့မင်းကလေးဖြစ်တဲ့အတွက်ကြောင့်အဲဒါ training အစင်းရတယ်ညီမလေးတို့ဆိုရင်ကွာအတိလား အသားရည်လည်းဂျုံဆိုင်နိုင်တော့လीเนาะဆိုတော့ main ကလေးဒါညီမလေးဆိုရင်စိတ်ကအဲပြောမှဆိုလို့ရှိရင်စိတ်မြန်နေအဲယောက်ျားလေးလိုပဲအဲပြောမှဆိုတွန်းတွန်းတက်တက်နဲ့ဒီလိုပုံစံရှိရဆိုပေမဲ့ကိုယ့်ရဲ့အလားပါရေးရတော့စိတ်ဝင်စားမှာပဲလောက်လားလောက်တယ်မှလား အဲငင်းရောအလောက်မဟုတ်သေးဘူးကိုဆက်ရှင်အဲနောက်ပိုင်းလောက်ကြောင်းမှသိရင်လားအလားကြိုက်လားအဲစကင်ကြီးရမယ်ပါညာပေါ့ဆရာညီမလေးဒါပေးဆက်မှုတွေများပါပြီမိန်းကလေးတဘာဝအရာဆိုလို့ရှိရင်ဒါကစားသမားလုပ်ပြီးဆိုနေဘူးရဲမှာ training ဆင်းရမယ်အဲ့ချိန်နေစားချိန်နေရစားတာမိန်းကလေးတယောက်နေနဲ့ဂျူဆိုက်ရမှာကြီးများရဲ့ဆိုတော့ပေးဆက်လိုက်ရရာကြီးကဘာရှိလဲမိန်းကလေးတယောက်နေနဲ့အားစားသမားပေါ့ဘွားကိုရွေးချယ်လိုက်တဲ့အချိန်မှာအတော်မေဟောဖုံမေဟောဟာအတော်မေဟောဘလူးစကင်တွေပါခဲလား ခဲရတယ်လုတ်တယ်ဒါပေမဲ့နေဘူးတွေကမနေ့ကညောင်အထိတွေ့နေတာဆိုတော့ဟုတ်အကုန်လုံးကအတူတူပါပဲတသိန်းလုံးမှမမဲ့လေ ဆိုတော့ဒါဒါပေမဲ့လည်းအကောင်းဆုံးတော့ကိုယ့်ကိုပြင်ပြင်ဆင်ဆင်တော့နေရပါလိမ့်နော်ဆိုတော့မမသဘောကျရဲအဲ့လို main ကလေးပုံစံလေးနဲ့ဆိုအရင်သဘောကျလို့မေးကြည့်ရပါဟုတ်ကဲ့ပါဆိုတော့ဆက်ပြီးတော့သွားလိုက်မယ်ဆိုတော့ညီမလေးအဲဒီရန်ကုန်ရောက်လာပြီးဒီလိုပွဲရီစားပြီးတော့ကံပြီးအဖေရဲ့အားပေးမှုတွေလည်းအများကြီးရလာတဲ့ချိန်မှာအမတို့ကအဲပြောမယ်ဆိုလို့ရှိရင်ကို့မှာအခက်ခဲကိုစီလည်းရှိကြတယ်ဒီချိန်မှာညီမရန်ကုန်ရောက်လာပြီးတော့ဒီ U15 နဲ့စားပြီးတော့ U16 တဖြည်းဖြည်းနဲ့သွားရပါဆိုတော့ဒီချိန်မှာညီမလေးအတွက်အဲ့လိုစိတ်တက်ကြစေရာ ာစိတ်အပြောမစို့စိတ်ပင်ပန်းတဲ့အချိန်ကြီးရှိခဲ့မှာပဲကျော်အဲ့လိုအချိန်မှာညီမလေးအဲ့လိုလူတိုင်းမှာရှိရဲ့အရန်ဆွလွတ်ချင်တဲ့အချိန်ကြီးမျိုးရောဒီလက်ရွေးစင်အတင်းကြီးမရောက်ခင်မှာ ဖြစ်ခဲ့လာ။ဘာလို့လဲဆိုတော့ကိုယ့်ရဲ့ဒီဝါဒနာစိတ်အရင်ခံကြောင့်ကစားခဲ့ရမဟုတ်လीနော်။ဆိုတော့မိဘရဲ့ supporting ပေးမှုတွန်းအားပေးမှုကြောင့်ဒီလောကရရောက်လာတာဆိုတော့အဲကိုမိမာရောဖြစ်သွားတယ်။အစိတ်ကလေ။ဟော ပါနေတော့မယ်ဒါပေမဲ့ကိုမမကျတော့နားရတာများတယ်လီ29 20 23နှစ်လောက်ဆိုတော့နားရတာဟုတ်ဒီတိုင်းဆိုတော့စိတ်ထဲမှာရောလို့ဟုတ်ဘာမဟုတ်တော့ဘောနော်မဖြစ်နိုင်တော့လို့လည်းတွေးမိရဘာလို့စီနီယာကစားသမားတွေကလည်းကွာဟိုကောမတိုးနိုင်သေးဘူးဟုတ်တယ်ကိုလည်းငယ်နေသေးရောဟောလို့ဒီတိုင်းပဲနေလိုက်ပါမယ်ပေါ့တည်ရမှာမလုပ်တော့ဘူးအဖေနာမှာပဲနေလိုက်တော့မယ်ပေါ့စိတ်ကအဲ့လိုဖြစ်သွားသေးရဟုတ်ဒါပေမဲ့အဲကို ိုယ့်ရဲ့ပေါ့နော်အဲစီနီယာကြီးပြောက်ရဲ့ control ကြောင့်ပဲအဲပြန်လုံးရမယ်အဖေကလည်းလုံးရမယ်အဲကြောင့်မလို့ဒီနေရာရောက်လာလို့ထင်ပါတယ်ဘယ်သူကတွန်းအားပေးခဲ့ရညီမလေးစီနီယာစားသမားဆိုอืมမပြောတော့လာဆိုမှာဘောပေါက်ပါပြီဆိုတော့အဲ့ဆိုရင်ညီမလေးကဒီလောကရယ်ပြန်ပြီးတော့အဲဒါပြောမယ်ဆိုဒီကိုဗစ်ကာလပြီးသွားတဲ့အချိန်မှာပြန်ပြီးတော့စူးစမ်းခြင်းစိတ်ပြန်ဖြစ်လာခဲ့ပေါ့အမစိတ်ဝင်စားရညီမလေးပြောတာငငယ်တုန်းကအဲ right back ပေါ့နော်ညာဘက်ကိုကစားခဲ့မှာအခုအမမြင်နေရ left back ဖြစ်နေဆိုတော့ဘာလို့အဲ့လိုကြီးဖြစ်သွားအဲညာတန်လည်းမဟုတ်ပဲအဲတသိန်းလုံးမှာညာတန်လေးကြည့်ပဲညာတန်တဲချိန်မှာစပြုတ်သွားလဲအဲအဲ16နှစ်အောင်မှာစပြုတ်သွားတာ2018မှာစပြုတ်သွားတာဩအဲ့လောက်မှာအဲ2000ဟိုမှာ15နှစ်အောင်မှာကြာတော့ညာဘက်မှာပဲဆိုတာဩအဲ့ကြောင့်ကို့နေရာကညာဘက်ပဲပေါ့နော်ပုံလေးပဲကဘယ်ချင်းလူရွေးခံကညာဘက်မှာပဲဆိုတာဒါပေမဲ့ညာဘက်မှာအဲတသိန်းလုံးမှာကြာတော့ပေါ့နော် ဒီညာတန်နေကြည့်ပဲဆိုတော့ညာတာပေါ့ညာတော့ဒါပေမဲ့ကိုကိုညာကိုရပါမယ်လေဥစားပြီးတော့လေဥစားပြီးတော့ဘယ်ဘက်မှာသွားဆော့ကြည့်ပါလားပေါ့သိရမလားတူတူပဲပေါ့အဲအဲ့လိုပြောတော့ပြောဆရာမအဲ့လိုပြောတော့ကစားကြည့်ပါမဖြစ်ဘူးမှားလည်းပါမဖြစ်ဘူးပေါ့နော်မပြောဘူးပေါ့သိရမလားကိုလုံးဆိုင်ရှာပဲလုပ်ပေါ့အဲ့ပြောတော့အင်းအဆူလဲပေါ့ကြိုးစားကြည့်မယ်ပေါ့အဲဘယ်ဘက်တစ်ချက်မှဆော့ပါဟောဆော့နေအဲ့ဟာ level မှာဆော့ရလို့မရှိဘူးအဲ့လိုလားမရှိဘူးဘယ်တန်မရှိဘူးအော်ဘယ်တန်မရှိလို့နောက်ဆုံးဆရာမသွားဆော့ကြည့်ဆိုလို့ကွာ အစမ်းထွင်လိုက်တာတော့ဆော့လိုက်အခုဘယ်တန်ဖြစ်သွားပြီလားဘယ်တန်တော့မဖြစ်ပါဘူးဒါပေမဲ့ဘယ်နဲ့ကန်လဲဘယ်နဲ့ကန်လဲအဆင်ပြေရညာနဲ့ကန်လဲအဆင်ပြေဆိုတော့တကယ်ဒါဒါတကယ်ထူးချွန်လို့ပါဆိုတော့ right back ကနေလုံးဝ left back ကိုပြောင်းသွားရဲဆိုတော့ဟိုကဒါညီမလေးတို့ကောင်းမှုဖြစ်လာတာပေါ့နော်ဆိုတော့ဒါဆို U16 မှာစခဲ့ရပါဟုတ်တယ်ဟုတ်တယ်哦ဟုတ်ကဲ့ပါဆပရိတ်တဲ့အတိကျန်တယ်အမားတို့လည်းအတိကျန်ညာတန်ဖြစ်ပြီးတော့ဘာလို့ left back shot နေရလဲဆိုတော့အရန်အတိကျန်ကြရလေထူးဆန်းတော့โอเคပါဆိုတော့ညီမရဲ့အဓိက reason သိခဲ့ရပြီဆိုတော့အမားနောက်ထပ်ထပ်ပြီးတော့အတိကျန်တာကအခုဒ ဒါပြီးလို့ရှိရင်အမတို့လက်ရွေးစင်ပတ်ဆက်ပြီးတော့သွားရမယ်လीเนาะဆိုတော့ညီမလေးအခုဒါ professional ဘဝကိုဒါအခု you 15စရဲ16ပြီးတော့နောက်ထပ်တစ်ဆင့်နောက်ထပ်တစ်ဆင့်က you 18ကိုစရဲ18ကိုသွားရယ်ဩဆိုတော့8 18စရဲချိန်တော့ပဲချိန်တယ်ညီမလေးအမ် covid တွေပြီးလို့ဗောနော် covid တွေပြီးတဲ့ချိန်2022လောက်မှာစရဲရတယ်တင်တယ်哦2020မှာ80ဟုတ်တယ်ဟုတ်တယ်80ကိုစားခဲ့တာဟုတ်တယ်လေးစင်စားပြည့်တဲ့ချိန်မှာကျတော့ကိုယ်က16နှစ်ကျော်ကျော်လေးပဲရှိသေးတယ်2023မှာဟုတ် ဆိုတော့အသင်းကြီးဟိုပါအသင်းကြီးဟိုက2023မှာစစီဂိမ်းမှာစပြီးတော့ပါပြီကစားခွင့်ရခဲ့ပြီမယ်2022မှာလေးစင်မှာစပါခဲ့ပြီအော်22မှာစပြီးလက်ရွေးစင်အသင်းကြီးမှာစပြီးတော့ပါပြီအော်ဟုတ်ကဲ့ပါဆိုတော့တကယ်လို့ဒါညီမလေးက right back မဆော့ရအောင်ဆိုရင်ညီမလေးဘယ် position စားချင်လဲအရှိန်ဆော့ချင်တယ် striker striker ဆောက်ခြင်းနဲ့အော်ဆိုတော့ညီမလေးကဖြတ်တင်မောရီပါလေကောင်းတယ်လीဆိုတော့ဆိုတော့ ကောင်းပါရဲ့ဆိုတော့တကယ်လို့ဒါညီမလေးဒါ right back ဒီအခုဆော့နေရဲ့ left back ဒါမဆော့ဖြစ်ခဲ့ဘူးဆိုလို့ရှိရင်ညီမလေးက striker ဖြစ်ချင်တယ်ပေါ့ဆိုတော့ဟုတ်ကဲ့ပါဆိုတော့ညီမလေးရဲ့အကြောင်းအရာဒါငယ်ဘွားပေါ့နော်ငယ်ဘွားရဲ့ဘလုံးသမားဘလို့ဖြစ်လာတာလဲအဲပြီးတော့အဖေရဲ့ supporting ဘလောက်ရှိလဲဆိုတော့အမားတို့ဒီပထမတစ်ပိုင်းမှာသိပြီဆိုတော့နောက်ထပ်တစ်ပိုင်းမှာညီမလေးရဲ့ professional ကစားသမားဘွားဒီအမျိုးသမီး club အသင်းဘယ်သင်းနေနေစပြီးတော့ကစားခဲ့လဲဆိုတော့ပြည်သက်တွေနဲ့ထပ်ပြီးတော့ထိတွေ့ပေးအောင်ဟုတ်ဆရာကျေးဇူးပါ ဆိုနောက်ထပ်တစ်ပိုင်းမှာပြိသက်တွေကိုဒါသူ့ရဲ့နောက်ထပ် club အသင်းဖြတ်တန်းခဲ့ရတဲ့အတွေ့အကြုံတွေအဲပြီးတော့အမှတ်တရနေဆက်ပြီးတော့ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်ဆက်မြကြည့်ရှုဖို့ဖိတ်ခေါ်လိုက်ရပါရှင့်